နေ့ရက်ခုနှစ်ခုထဲမှာအလွန်မိုးနိုင်ဆုံးနဲ့အပိဆက်နိုင်ဆုံးပုံကိုယ်တွေကိုပြောပါဆိုလို့ရှိရင်ဂျာတာပရိသသမီးတွေဖြစ်ပါတယ်။ပိဆက်ချင်းဆိုတဲ့အဘိဓမ္မသဘောတရားနေရာမှာတဒနာကိုအပိုင်ဝယ်ထားတဲ့သူတွေကိုပြောပါဆိုရင်လည်းပဲဂျာတာပရိသသမီးတွေကိုပြောမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတဲ့အခါကျတော့ဂျာတာပရိသသမီးတို့သည်ဘယ်ရာကိုပဲမဆိုမှန်လို့ပဲကြင်ကြံနေတိုင်းနေရှိပါတယ်။မန်ဆိုရာမျိုးကကိုကပြုံးပြတယ်ဆိုလို့ရှိရင်ကိုကိုပြန်ပြီးတော့ပြုံးပြမှကျင်းတဲ့နှက်တာဖြစ်ပါတယ်ဒီသဘောတရားတိုင်းပဲဂျာတာပရိသသမီးတို့ဒီလည်းပဲအရင်ဦးဆုံးပြုံးပြလေးရှိပါတယ် ပြောချင်တာကတော့အရင်ဦးဆုံးပေးဆက်လေးရှိတယ်။ဟုတ်ပြီ။ဂျာတာဘိသာသမီးတယောက်နဲ့ချစ်သူဖြစ်နေတဲ့သူတယောက်အနေနဲ့ကံကောင်းတာလေးတစ်ခုကဘာလဲဆိုတဲ့အခါကျတော့ဂျာတာဘိသာသမီးအများစုသည်သူတို့ရဲ့ချစ်သူကိုအယံဂယုစိုက်တာပဲ။သူတို့ရဲ့အိမ်တော်ဘက်ကိုအယံဂယုစိုက်တာပဲ။သို့တော့သူတို့ဂယုစိုက်နေတော့သူတို့ချစ်နေတော့သူတို့ပေးဆက်နေတော့မှမိမိတို့ကပြန်ပြီးတော့သူ့အပေါ်မှာတံပြန်တက်ရောက်မှုတံပြန်ပေးဆက်တဲ့အချစ်တွေမပြန်လာဘူးဆိုရင်တော့ပြက်ပြဒနာတွေတက်ဖို့ဖြစ်လာပါပြီ။ ။ဘာကြောင့်လဲဆိုတဲ့အခါကျတော့ဂျာတာရီသာသမီအများစုသည်ပေးဆက်ခြင်းကိုပေးပြီမယ်လို့သူတို့ရဲ့နောက်မှာမျှော်လင့်ချက်တစ်ချက်ကဘာလဲဆိုတဲ့အခါကျတော့တံပြန်ဆိုတာလေးရှိပါတယ်။တံပြန်ဆိုတာကတူညီတဲ့ပေးဆက်ခြင်းအချစ်ပေးရင်အချစ်ပြန်ရမှာဖြစ်မယ်ဆိုတဲ့စိတ်ထားမျှော်လင့်ချက်ကလေးပါနေတဲ့အတွက်ကြောင့်မလို့သတိလေးထားဖို့လိုပါလိမ့်မယ်။ဒါကြောင့်မလို့ဂျာသာရီသာသမီအများစုနဲ့ချစ်သူဖြစ်နေတဲ့သူတွေတော်တော်များများအနေနဲ့သူတို့ပေးဆက်နေတော့မှာ ကိုကအတိမတ်ပြုတ်ပေးပါပြီးရင်ပြန်ပြီးတော့ပိဆက်နေအောင်ကြိုးစားပေးပါအဲ့လိုမျိုးမှမဟုတ်ဘူးဆိုလို့ရှိရင်တော့စောစောကလေးကနေပဲဖြတ်နေအောင်ကြိုးစားပေးပါဂျာနာပရိသနာမီအများစုသည်ချစ်ပြီးရင်ပိဆက်ပြီးရင်စွန့်ပစ်ဖို့လုံးဝနောင်တမရတဲ့သူတွေဖြစ်ပါတယ်စွန့်ပစ်ဖို့လုံးဝတွေ့ဝေမနေတဲ့သူတွေဖြစ်ပါတယ်အင်မတန်ပြတ်သားတဲ့ပုံစံတွေဖြစ်ပါတယ် အမှန်တရားသမားတွေပါအရန်ဒဇထိုးနိုင်တဲ့စိတ်ဖြစ်သွားတတ်ပါတယ်ပေးဆက်ရင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 ်ကနေနောက်ပိုင်းကျဘာဖြစ်သွားလဲဆိုတော့ကကြတော့သူပေးဆက်တိုင်းဖြစ်မလာဘူးဆိုရင်ဘာဖြစ်သွားလဲမရတော့ဘူးကွာဆိုပြီးတော့ဆုံးဖြတ်ချက်ကိုချလိုက်တဲ့အခါဘာဖြစ်သွားလဲစွန့်ပြစ်လိုက်ရောအဲ့လိုမျိုးသူစွန့်ပြစ်လိုက်ပြီဆိုတဲ့အခါကျမှကိုကသွားပြီးတော့ဘာဖြစ်တယ်ညာဖြစ်တယ်အာလုံးအသေးရဘာမြတ်လုံးလို့မရတော့ဘူး ချိန်တွေကနောက်ကျသွားပြီသူတို့ဒီပြန်မပြန်တော့ဘူးသူတို့ဆုံးဖြတ်ပြီးသားကိစ္စကိုပြန်ပြီးတော့ပြင်ရိုးထုံးစံမရှိပါဘူးဒါကြောင့်မို့လို့ဂျာတာပရိသသမီးအများစုနဲ့ချစ်သူဖြစ်နေတဲ့သူတွေအနေနဲ့သူတို့ပေးဆက်နေတော့မှကိုကလက်ခံနေအောင်ကြိုးစားပြီးတော့ပြန်လည်ပေးဆက်နေအောင်ပြင်ဆင်မယ်ဆိုရင်တော့အချီးအိမ်တော်ကြီးအဆင်ပြေမှာဖြစ်ပါတယ်ဂျာတာပရိသသမီးအများစုအနေနဲ့အချီးအိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့ဘာကြောင့်အဆင်မပြေတာလဲဆိုတဲ့အခါကျတော့မိမိတို့ဒီပေးတဲ့အချိန်ကိုပေးဖို့လိုအပ်ပါတယ်ရက်တဲ့အချိန်မှာရက်ဖို့လိုအပ်ပါတယ်အပေးပဲတက်တက်ကြီးပဲဆိုလို့ရှိရင်လည်းပဲတစ်ဖက်လူကဘာဖြစ်သွားလဲဆိုတော့အာဒီ ငါလုပ်လို့ရတယ်ဆိုတာမျိုးတွေးသွားတဲ့တဲ့ကြောင့်အထင်သေးခံရတယ်လို့ခေါ်တယ်အဲ့တော့အရန်ပေးနေတဲ့သူမလိုအပ်တဲ့သူကိုပေးနေခဲ့မယ်ဆိုရင်ဘာဖြစ်သွားမှာလဲမလိုမှမလိုအပ်တာဘာမှတန်ဖို့မရှိဘူးဒါကြောင့်မလို့လိုအပ်လားမလိုအပ်လားကိုတခြားကြည့်ပြီးတော့ကိုပေးတယ်မပေးတယ်ကိုဆုံးဖြတ်ပါအဲ့လိုမျိုးမျိုးဖဲနဲ့ပေးဖို့ပဲစဉ်းစားနေတယ်တွေးဝင်နေတယ်ဘယ်အရာကိုပဲလှုပ်လို့ကြက်ကြော်လေးတွေပဲလှုပ်နေမယ်ဆိုရင်တော့အလေးနဲ့မထားပဲနဲ့ပေးဖို့တစ်ခုပဲတည်တယ်ဆိုရင်တော့ပြတ်ဒဇိုးဒိုးစိတ်နဲ့ပေးမယ်ဆိုတာကြီးပဲဆိုတော့ပြတ်မရတတ်ပါဘူးဒါကြောင့်မလို့ပေးတဲ့နေချင်းပေးပါ